ရုပ်ရှင်လောကငါတက်ကွာအကယ်ဒမီမင်းသမီးကြီးမေတမ်းမျိုးရဲ့ဘဝစက္ကွန်အဆုံဆုံးပရိသတ်စီအားလုံးမင်္ဂလာပါရှင်ဇက်ဗမိတ် channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်မြမရုပ်ရှင်လောကမှာထင်ရှားတဲ့အမျိုးသမီးသရုပ်ဆောင်တွေများစွာရှိပါတယ်အမျိုးသမီးတွေကိုအထင်မကြီးတဲ့ဘဝရကြီးတဲ့နိုင်ငံမှာအထင်ကရ အမျိုးသမီးတစ်ယောက်ဖြစ်ဖို့ဆိုတာမလွယ်ကူလားတဲ့အိစပဲဖြစ်ပါတယ် ဒါကြောင့်အမျိုးသမီးတွေကနယ်ရုပ်လို့ဆက်ဆံကြတဲ့ရုပ်ရှင်လောကမှာအထင်ကရအမျိုးသမီးဆက်ဆောင်မင်းသမီးကြီးတစ်လက်ဖြစ်တဲ့မင်းသမီးကြီးမေတ္တနုအကြောင်းကိုယနေ့ဗီဒီယိုမှာဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။မင်းသမီးကြီးမေတ္တနုဟာဗိဓုတရားဖြစ်ပြီးငယ်စဉ်ကတည်းကအမှုပညာနဲ့ပတ်သက်ပြီးစိတ်ဝင်စားမှုအတွေ့အကြုံရှိခဲ့သူလည်းဖြစ်ပါတယ်။မင်းသမီးကြီးမေတ္တနုရဲ့အမှုပညာလောကတဲ့ကိုဝေရောက်လာပုံကတခြားမင်းသမီးတွေလိုမျိုး တန်ကင်းလန်းနဲ့ဝင်ရောက်လာခဲ့တာမျိုးမဟုတ်ပဲအမတ်တမဲကနေအမတ်တရပုံစံဖြစ်သွားကသူမရဲ့ဘဝလမ်းကြောင်းအမှန်ကိုတွေ့တွားခဲ့တာပဲဖြစ်ပါတယ်။မေတ္တိတိမေတ္တနုကသူမရဲ့အမဖြစ်သူကိုနေမကောင်းတဲ့အချိန်မှာရန်ကုန်ကိုသွားရောက်ကုသရာကနေရန်ကုန်မြို့ကိုရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီအချိန်မှာမှမင်းသမီးကြီးမေတ္တနုဟာဘိတ်ကိုမပြန်တော့ဘဲရန်ကုန်မှာပဲတောင်းတင်းကမိခဲ့တင်နန်းတက်နေခဲ့တာပဲဖြစ်ပါတယ် ဂျိုမတ်တစင်မိကက်တင်တန်းတက်ရောက်နေစဉ်အဆက်အသွယ်ရကတရုတ်ဆောင်ရွေးပွဲမှာဝင်ရောက်ရှင်ပြန်ခဲ့တာပဲဖြစ်ပါတယ်အဲ့ဒီစကားဟာမြန်မာတို့ရဲ့ကဏ္ဍဝန်စကားကြီးဖြစ်တဲ့ဒကြမိုးစကားဖြစ်ပြီးမင်းသမီးကြီးခင်သန်းတို့ရဲ့သမီးနေရမှာပါဝင်သရုပ်ဆောင်ခွင့်ရခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီအချိန်ကစပြီးအမှုပညာအလုပ်တွေကိုဝင်ရောက်လုပ်ကင်ခဲ့တာဖြစ်ပြီးမင်းသမီးကြီးမိသန်းတို့ဟာစိန်လိုက်လေကြသလားလို့ဆိုတော့ရုပ်ရှင်စကားကြီးမှာပထမအဦးဆုံးခေါင်းဆောင်မင်းသမီးအဖြစ်ပါဝင်သရုပ်ဆောင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာဆိုရင်တော့မင်းသမီးကြီးမေတန်းနုဟာရုပ်ရှင်အစည်းအရုံးထဲမှာနေရတခုရရှိနေခဲ့တာဖြစ်ပြီးအနုပညာလှူရှာမှုတွေနှဲပါနေခဲ့တာဖြစ်ပါတယ်။သူမကမြန်မာပြည်ရဲ့ထိတ်တန့်ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ဇင်ယောင်မောင်နဲ့လက်ထက်ခဲ့ပြီးတားဖြစ်သူမင်းသက်မောင်မောင်ကိုမွေးဖွားခဲ့တာဖြစ်ပါတယ်။ဂျော်ပေမဲ့လူမှုရေးပြည်တနာအမျိုးမျိုးကြောင့်သူတို့ရဲ့အိမ်တော်ရေးဟာပျက်စီးသွားခဲ့ရပေမဲ့မိတ်ဆွေတွေအပြည့် ဆက်လက်ခင်မင်းနေစာဆက်ဖြစ်ပါတယ်မေသမကြီးမေတ္တနုဟာသူမရဲ့ဘဝမှာငွေကြေးဆိုင်ရာပြဿနာတွေရှိခဲ့ပိုးပြီး2016ခုနှစ်မှာလဲငွေကြေးလိမ်လည်မှုနဲ့တရားစွဲဆိုခံရကာ2029ခုနှစ်မှာထောင်ချခဲ့တာဖြစ်ပါတယ်အဲ့ဒီအချိန်မှာပဲမေတ္တနုရဲ့အခက်အခဲဆုံးအချိန်တွေဖြစ်ခဲ့ရပြီးလူအများရဲ့ဝေဖန်မှုတွေကိုလည်းအလုအလဲခံခဲ့ရတာဖြစ်ပါတယ်အခုချိန်မှာဆိုရင်တော့မင်းသမီးကြီးမေတ္တနုဟာဘဝကိုအစ်စေးစွာနဲ့ဖြစ်တတ်နေခဲ့ရတာဖြစ်ပြီးဒါဖြစ်သူမင်းသက်မောင်မောင်အတွက်သာ၆ပတ်မှုတွေပြုလုပ်နေခဲ့တာဖြစ်ပါတယ်မင်းသက်မောင်မောင်ကလည်း ဖခင်ဖြစ်သူလိုမျိုးဒရိုက်တာကောင်းတစ်ယောက်ဖြစ်ဖို့စူးစမ်းနေတဲ့သူဖြစ်ပါတယ်။အများနဲ့မတူဘဲခွဲထက်နေတဲ့ကြောင်ညာတွေနဲ့ရုပ်ရှင်လောကမှာအရေးပါတဲ့သူဖြစ်နေပြီပဲဖြစ်ပါတယ်။အဖေဖြစ်သူနဲ့လည်းအလုပ်တွေအတူလုပ်ကန်ခဲ့ပြီးနိုင်ငံကျော်ဒရိုက်တာတစ်ယောက်ဖြစ်ဖို့ပြင်လို့နေခဲ့တာဖြစ်ပါတယ်။မင်းသမီးကြီးမေတ္တနုဟာမြမပြည်မှာနာမည်ကြီးတဲ့တရုတ်ဆောင်မင်းသမီးကြီးတွေထဲမှာလည်းတယောက်အပါဝင်ဖြစ်ခဲ့ပြီးအကယ်ဒမီစု၅စုကိုပိုင်ဆိုင်ထားတဲ့သူလည်းဖြစ်ပါတယ်။ ဘဝကိုအမှုပညာနဲ့ဖြတ်တန်းရမယ်လို့မျှော်လင့်ခဲ့ခြင်းမရှိခဲ့ပေမဲ့အချိန်တွေနဲ့ပုံစံအမျိုးမျိုးရဲ့တွန်းပို့မှုတွေကြောင့်အမှုပညာလောကမှာထွန်းတောက်ခဲ့ရတဲ့တရုတ်ဆောင်တယောက်ဖြစ်ခဲ့ရတဲ့မင်းသမီးကြီးမိတနုရဲ့ဘဝဆက်ဆောင်ကိုယနေ့ဗီဒီယိုမှာဖော်ပြပေးခဲ့တာဖြစ်ပြီးပရိသတ်ဂျီတိုရဲ့အမြင်ကိုလည်းကွန်မန့်ပါဝင်မြောက်ပေးခဲ့ကြအောင်ရှင်။